မြမမြေပေါ်မှာအကြီးမားဆုံးဆုံးရှုံးတော့မဲ့ဟန်လင်းမြို့ဟောင်းကြီးပြည်ရင်းခက်ခဲတွေကြောင့်ရှေးဟောင်းတယံစာတာတွေကိုမဆောင်ရှောင်းနိုင်ဖြစ်နေတဲ့ချိန်မှာမြမမွေနေအားလုံးတွေမှာအရေးကြီးဆုံးဖြစ်တဲ့ဟန်လင်းမြို့တော်ကြီးကိုဆုံးရှုံးရတော့မဲ့အရေးကကျုံလို့နေခဲ့ပါပြီ။ဒါကြောင့်ဒီကနေ့ရဲ့ Shuvo Channel ဗီဒီယိုမှာဆွေးနော်အရေးတကြီးပြုပြင်ထိမ့်သိမ့်ဖို့လိုအပ်နေတဲ့မြန်မာနိုင်ငံရဲ့ပထမအဆုံးသောကမ္ဘာမွေနေစည်ရင်းဝင်မြို့သုံးမြို့တွေကတမျိုးဖြစ်တဲ့ဟန်လင်းမြို့ဟောင်းကြောင့်ကိုတတိပိတ်တင်ဆက်သွားမှာဖြစ်ပါရယ်။ ဟန်လင်းဟာဆွေနှောင်း2014ခုနှစ်မှာဗိတ်တနိုးနဲ့တရေခေတ္တရာတို့နဲ့အတူကမ္ဘာအမွေနေ့ဖြစ်တဲ့အသိအမှတ်ပြုခံခဲ့ရတဲ့မြို့တော်ဖြစ်ပါတယ်။မကြသေးမီကသူတေသနာတွေအရအရင်ကဒေါမန်စတုဂန်ပုံစံရှိတယ်လို့ယူဆရတဲ့ဟန်လင်းရဲ့နန်းတော်ရာမြို့ရိုးဟာတကယ်တော့စတူယန်ပုံစံဖြစ်တယ်ဆိုတာတွေကိုတူးပေါ်တွေ့ရှိခဲ့ရတာကြောင့်မြေပုံမျိုးပါပြန်ပြန်ဆွဲခဲ့ရပါတယ်။ဒါအပြင်မြေပြင်ပေါ်မှာမှောင်လဲအနေထားနဲ့အီယာမသဲเจ้าချက်ကြီးတစ်ခုကိုလည်းတွေ့ကြရတာပါ လူရဲ့မျက်နှာလိုမျက်ခုံးလိုပန်းကနုပ်လိုအရာတွေပါနေလို့ရိုးရိုးကြောက်ပြမှုပဲနဲ့လူအယုတ်ထုကြီးဖြစ်ဖို့များတယ်လို့ယူဆခဲ့ကြပါတယ်။ဒီလိုကြီးမားတဲ့ကြောက်တုံးကြီးဟာအစိမ့်စိမ့်မွားမွားကွဲအံ့နေတာကြောင့်အလင်းစလို့ဖော်လိုက်မယ်ဆိုရင်လေတူးနဲ့ထိတွေ့ပြီးတော့အမုံအဖြစ်ပျက်စီးသွားဖို့69ရာခိုင်နှုန်းဖြစ်နိုင်မယ်လို့သုတေသီတွေကစိုးရင်ခဲ့ကြတာပါ။ဒါကြောင့်ဟန်လင်းဌာနစုဟာဆုံရှုံမှုအနေဆုံးဖြစ်အောင်လို့ယာယီအစာအုပ်ကိုတိစောက်ပြီးဒုဗ္ဗောထိမ့်သိမ့်ဖို့ရာစူးစမ်းဆောင်ရွက်ခဲ့ရပါတယ်။ ဟန်လေးမှာဘာလို့တလောက်တောင်ကြီးတဲ့အယုတ်ထုကြီးတွေရှိနေကြလဲဆိုရင်တော့ဗေဒနုံးမြို့ဟောင်းမှာ တကောက်ပေါက်နာကနေအင်မတန်ကြီးမားတဲ့တဲချောင်းနဲ့ထုလုပ်ထားတဲ့ယုတ်ထုချက်တော့အကျိုးကြီးနှစ်ယုတ်ကိုတွေးကြရပြီးအပေါ်ပိုင်းကိုလုံးဝမတွေ့ရတဲ့ခြံနဲ့နှိုင်းရှင်ပြီးတော့တုံးတက်နိုင်တာဖြစ်ပါရဲ့ဟန်လဲမှာတွေ့ရှိရတဲ့ဒီရုပ်ထုကြီးဟာဆိုရင်တော့အမြင့်၁၁ဘီ၆လမ်းမှာပြက်၅ဘီရှိနေပြီးနမ်းမြူရုံဝင်ပေါက်ရဲ့မြေတူအတွင်းမှာမှောက်လျက်အနေထားနဲ့ရှိနေကြတာပါ။ နေနေငယ်ကြတဲ့အထိမြေထဲမှာပဲထားခဲ့ရတာဆိုရင်တော့ပညာရှင်တွေရဲ့သမိုင်းမွေနေ့ပေါ်မှာထားရှိခဲ့တဲ့စေတနာနဲ့တည်ကြောက်မှုတွေကိုပြသလိုနေပါတယ်။ဟန်လင်းဌာနကဝန်ထမ်းတွေဟာကိုဗစ်ကာလမှာတော့မှတော်ရင်မှာဒီရုပ်ထုကြီးတွေကိုမူလပုံစံမပြတ်ပြန်လည်ရရှိအောင်လို့နေစဉ်အပင်ပန်းခံစူးစမ်းပေးခဲ့ကြပါတယ်။ ဒါအပြင်ဟန်လင်းဟာဆိုတော့တခြားပြူမျိုးဟောင်းနဲ့ရှင်မယ်ဆိုရင်ပြူတုတ်တန်ပြူရိုးစုအိုရှီယာဇီဒီဇီတွေအများကြီးမတွေ့ရသေးဘဲနဲ့တန်ခဲကအကောင်လိုက်မြုံနှံခဲ့တဲ့တင်းဆိုင်ဇီရိုက်လက္ခဏာတွေပုံများနေရာတွေကိုတွေ့ရပါတယ်ဒါပေမဲ့ဟန်လင်းရဲ့ထူးခြားချက်ကတော့ကြောက်ခက်အလေအလေးထားဖြစ်တဲ့ကြောက်တုံးတွေစူးစီပြီးတော့တကြုံမြုံနှံမှုအမွေနဲ့တစ်ခုကိုထိမ့်သိမ့်ပေးခဲ့တာပါပဲ။နောက်တစ်ခုကတော့တကားပေါက်တွေကိုစနစ်တကျတိစောက်ခဲ့ကြပြီးဘိတ်သနိုးသရေခက်တရားတွေထပ်သားတယ်လို့ဆိုပါရယ်။ တကားပေါအချိုးအခွေတွေမှာကာကွယ်ရေးပစ္စည်းတွေကြောက်ခဲပုံတွေနဲ့စူးညောင်းတွေအများစွာတွေ့ရတာဆိုရင်တော့ဟန်လင်းရဲ့အတိတ်ငြိမ်းချမ်းမှုရာဂိုင်နှုန်းတွေကိုပြောပြပေးနေတာပါဟန်လင်းရဲ့ရေးစီမံခံခွဲရေးစနစ်ကတရွေခက်တရားနဲ့ဘေးတနုံးလိုပဲအရှိတ်အဟမကြီးမားတဲ့ငကယုံကန်ကြီးတည်ထားတာကိုတွေ့ရပါတယ်။နောက်ဆုံးတူးပေါ်တွေ့ရှိချက်တွေအရဆိုရင်တော့ဟန်လင်းမျိုးဟောင်းဟာဧရီ400ဆူလာခရဲကစတင်ခဲ့ပြီးဘေးတနုံးနဲ့မိုင်းမော်ပင်လယ်မျိုးဟောင်းတွေရဲ့ကြားကာလမှာတည်ရှိခဲ့တယ်လို့သုံးသပ်နိုင်ပါတယ်။ အဲဒီလိုမျိုးကြေးခဲ့တန်ခဲ့ပြုခဲ့ရင်ကျေးမှုကွင်းဆက်တွေကိုချိတ်ဆက်ပေးရာကမ္ဘာအမွေနဲ့စိုက်ဖြစ်တဲ့ဟန်လင်းမြို့ဟောင်းဟာဆိုရင်တော့ဒီကနေ့နိုင်ငံတော်မှာဖြစ်ပေါ်နေတဲ့အခြေအနေအရရတွေကြောင့်ပျက်စီးမှုတွေဖြစ်ပေါ်လာနိုင်တဲ့အန်ဒီရ်နဲ့ရင်ဆိုင်နေရပါတယ်ဒါကြောင့်မြန်မာနိုင်ငံသားတွေအနေနဲ့ကြောက်ခဲကနေပြုခဲ့တဲ့တဆက်တဆက်တဲ့ဖြစ်နေတတ်တဲ့သမိုင်းအမွေနဲ့တွေတည်ရှိနေတဲ့ဟန်လင်းမျိုးကိုကာကွယ်ဆောင်ရှားဖို့အတွက်ဂျိုးပန်းဆောင်ရွက်တဲ့အကြောင်းတိုက်တွန်းလိုပါတယ်။ ။သက်ဆိုင်ရာဌာနကလည်းဒီမျိုးဟောင်းကြီးတွေကိုစောင့်ရှောက်တဲ့နေရာမှာဒေသခံတွေရဲ့ပူးပေါင်းမှုတွေကိုအရေးတကြီးလိုအပ်နေရလို့ကြေညာထားတာမလို့လူချင်းမျိုးတို့လည်းဒီအကြောင်းတွေကိုလူတိုင်းသိသွားအောင်လို့ဒီကနေ့ရဲ့ဗီဒီယိုလေးကိုဝိုင်းရှယ်ပေးခဲ့ကြပါအောင်နော်။အမြဲတမ်းချစ်ခင်ပေးလို့ကျေးဇူးအများကြီးတင်ပါတယ်။အသေးသေးတော့စိတ်ဝင်စားဖွယ်အကြောင်းအရာတွေနဲ့ပြန်လာခဲ့ပါမယ်။ဆက်လက်ချစ်ခင်အားပေးကြပါအောင်ရှင်။ Like and Share Subscribe ထောင်းလေးနှိပ်သွားပေးပါနော်။